တောက်ချာနေမွေသူအားလုံးမင်္ဂလာပါ2025ဇူလ10ရက်နေ့နဲ့9ရက်နေ့တော်တွင်ကကိုယ်တွေကောင်းတဲ့ကာလတစ်ခုဖြစ်တဲ့မိသားစုနဲ့ပတ်သက်တဲ့ကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်နိုင်တယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ဘဝတိုးတက်မယ်ရှင်မန်းချက်တွေကိုရှေ့တိုးလုပ်ကြရင်တော့ကောင်းသောကံဖွင့်တဲ့အရဝေးနဲ့ဆက်ဆက်တဲ့သတင်းတွေဂျုံတွေ့ရမယ် အပြန်ဆိုင်အားလုံးကိုအောင်မြင်နိုင်တယ်။ပညာသင်တန်းနဲ့ပတ်သက်တဲ့ကံကောင်းတဲ့ကာလတစ်ခုနဲ့ဖြစ်တဲ့ဝေကြီးကုန်ကြများနေမယ်။ဘီဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားမယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါမယ်။ တရနေ့ကရန်တိုက်ခံရလူနဲ့ဂျုံတွေ့ပြီးမှ အလိုရှိရာပြေဆုံးခြင်းကိုကြုံမယ်။နှစ်ရက်နေ့မှာအနှောင့်ယှက်ကြမှာတလန်းပေါ်မယ်ထင်မှမှုတွေကိုဖြေရှင်းရမယ်။၃ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတလန်းပွဲမယ်။၄ရက်နေ့ကခရီးကိစ္စအစဉ်ပြေမယ်ဘဝတလန်းပွဲမယ်။၅ရက်နေ့မှာဝေကြီးကံကောင်းမယ်လက်ပွဲမယ်လိုရာပြေဆုံးမယ်။၆ရက်နေ့ကရန်တိုက်ခံနေရှင်ပြီးတော့မယ်။ မန္နာနဲ့လက်တွေ့နဲ့ကြွားဟမယ်။ခုနှစ်နှစ်မှာပေါ်ပေါက်လာတဲ့ခွင့်ရည်စစ်တွေကိုလက်တွေ့သုံးချပြီးအရာရာစင်ပြေမှုနဲ့တိုးတက်မှုရရှိမယ်။မတော်တဆထိခဲ့မှုအနေနဲ့ဖြစ်တတ်တဲ့ရည်နည်းရှိတယ်။ဂျွန်းနာတရည်နေနဲ့ဂျွန်းနာလေးရည်နေတို့ဖြစ်ပါတယ်။ဂျွန်းနာတရည်နေမှာမြောက်ရက်ကိုတည်သွားခြင်းနဲ့ဖြစ်တတ်တယ်။မနေ့ဆယ်နိုင်ခွဲနဲ့ဆယ်နိုင်တွင်ဖြစ်တတ်တယ်။ဂျွန်းနာလေးရည်နေမှာအရှိရက်ကိုတည်သွားခြင်းနဲ့ရှိတတ်တယ်။ မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်တွင်မှာသွာလာနေထိုင်ကျင်းဆက်အမည်ဒီကာလတော်တွင်မှာဇာသာပတိနေဗုဒ္ဓနေအင်္ဂါနေမွေးသူတွေကောင်းချိုးပေးတယ်တနင်္လာနေ့တောက်ကြနေမွေးသူတွေဒုက္ခပေးတတ်ပါတယ်369ကုက္ကနနေချိုးပေးတယ်အပြာရောင်ညောင်ချက်သွေးရောင်တို့ဝှစ်စစ်သုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါ စပယ်ပန်းပွင့်ဖျားခတ်သူကိုဆိုပြီးလိုရာဆူတောင်းရင်ဆူတောင်းပြပါမယ်ခြေဆုတင်ပါတယ်